တိုစင်းမိသွားတဲ့တငယ်ချင်းတယောက်အကြောင်းပြောပြထားတာလေးကိုဖတ်ပြပေးခြင်းပါတယ်။နားဆင်ကြည့်ပါဗျာ။အားလုံးပဲမင်္ဂလာပါ။ Audio Bank Quizzo Channel ကနေကြိုဆိုလိုက်ပါတယ်။ Channel လေးကို Like and Subscribe မနစ်ကသိရင်လည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုခြင်းပါတယ်။တိုစင်းမိသွားတာပါ။တငယ်ချင်းက ကျူရှင်စင်းတော့ရွှေဘာတန်မုတ်ဆိုင်ကို မုတ်သွားဝယ်တာပါ။တနင်္ဂနွေညနေ၄နာရီခန့်ကမုတ်ဆိုင်ကပြန်လာတော့ လမ်းမှာလင်မယားနှစ်ယောက်ကကားပေါ်ကနေဆရာဆန်ရက်ကွက်ကဘယ်နားမှာလဲဆိုပြီးမေးပါတယ်။တငယ်ချင်းကပြန်ပြောတော့မကြားရလို့ကားနာလေးတိုးပြီးပြောပါလို့ပြောတော့တငယ်ချင်းကကားနာကပ်ပြီးပြောလိုက်တဲ့အချိန်မှာတိုးစေးမိသွားပါတယ်။အဲ့ဒီလိုနဲ့ပါသွားပြီးတငယ်ချင်းသတိပြန်ရလာတော့ဒါမင်းတို့မျိုးမဟုတ်ဘူး။တောင်ငူရောက်နေတယ်ဆိုပြီးပြောပါတယ်တဲ့။မင်းကိုတော့ရောင်းမစားပါဘူး။အလုတ်လုတ်ဖို့ပဲခေါ်သွားမှလို့ပြောပါတယ်။ ိုဘက်ရောက်ရင်ဖော်ရီတွေ့မှာပါလို့ပြောပါတယ်ပါလာတဲ့လွယ်အိတ်ကိုလည်းသူတို့ကစစ်ကြည့်ပါတယ်တဲ့ကံကောင်းခြင်းတော့တငယ်ချင်းဖုန်းကစောက်ကြားတဲ့ညက်နေတော့သူတို့မတွေ့လိုက်ပါဘူးပြီးတော့သူတို့သွားရင်းနဲ့လမ်းမှာစစ်စေးရေးခဲ့ရှိလို့ရှေ့ဆက်သွားလို့မရတော့သူတို့လင်မယားကထမင်းသွားစားပါတယ်အဲ့ဒီအချိန်မှာတငယ်ချင်းကကားပေါ်မှာအိတ်ချင်အောင်စောင်းနေခဲ့ပါတယ်ပြီးမှတငယ်ချင်းကကားပေါ်ကဆင်းပြီးထွက်ပြေးလာတာပါ သူလည်းပြင်းရင်နဲ့ရက်ကွက်တွေလေကွင်းတွေပဲရောက်သွားပါတယ်အချိန်ကည7:00နာရီခန့်အဲဒီကနေပြီးတော့လမ်းမှာကားတွေအကူကြီးတောင်းရင်နဲ့နေပြည်တော်ဘက်ကို သွားမဲ့ကားကခေါ်သွားပေးပါတယ်တဲ့သူနေပြည်တော်ရောက်တော့အဲ့ကလူတွေကအိမ်ကအဖေဖြစ်သူစီ ဖုန်းဆက်ပေးပါတယ်အဲ့ဒီတော့မှအိမ်ကလူတွေသွားခေါ်ရပါတယ်တဲ့တနင်္လာနေ့မနက်10:00နာရီဝင်းကျင်ကပါဒဏ်ရာကြီးကြီးမားမားတော့မရခဲ့ဘူး ထွက်ပြေးရင်းနဲ့တော့ခြေထောက်တွေမှာပုံးပဲ့ရာတွေတော့ရှိခဲ့ပါတယ်။မိမကဝဝပုပုလေးပါ အမျိုးသားကတော့နည်းနည်းငယ်ပါတဲ့။သူပြောပုံနဲ့တိုက်ကြည့်တော့အဲ့နှစ်ယောက်ကတို့တက်ကုန်းမှာအရင်တည်းကလှုပ်ရှားနေတဲ့သူတွေပါ။အရင်ကဥဆန်ဒီနားမှာကောင်မလေးတယောက်စီကပတ်စံတွေကောပစ္စည်းတွေကောပာသွားမှုတယ်လို့သတင်းရထားပါတယ်။အိမ်မှာသတင်းလာမိတဲ့အန်ဒီကြီးတွေပြောသွားတာပါ။အဲ့အန်ဒီကြီးကလည်းဟိုတလောကသူ့ရှေ့မှာဖြစ်သွားတာပါတဲ့ အားလုံးသတိထားကြပါမိမကဝဝပူပူလေးယောက်ျားကတော့ငယ်ပါသေးတယ်ကားဖြူရောင်လေးနဲ့ပါတက်ကုံးမျိုးမှ ဖြစ်သွားတာပါတငယ်ချင်းကတော့အခုအိမ်မှာပြန်ရောက်လို့အနားယူနေပါပြီခြေထောက်မှာသာပုံးရပဲ့ရချစ်ရတွေပဲရှိပါတယ်တညာလုံးမအိပ်ပဲပြေးလာရတာပါသမင်းလည်းမစားခဲ့ရပါဘူးမနက်ခင်းနေပြီးတော့ကားကိန်းနာရောက်မှအဲ့ဒီလူတွေကသမင်းကြွေးထားပါတယ်အဆဆရရကူညီပေးခဲ့တဲ့တူးတယောက်ချင်းစီကိုလည်းနောက်တစ်ချိန်ထပ်ပြီးကျေးဇူးတင်ပါတယ်ဗျာ အခုလိုမျိုးတိုးစေးမိပြီးတော့ပြန်လည်လွတ်မြောက်လာတဲ့အကြောင်းလေးကို ရေးတင်ထားတာလေးဖတ်ပြပေးလိုက်ပါတယ်အားလုံးလည်းတတိထားနိုင်ကြပါစေဗျာကျေးဇူးတင်ပါတယ်အသိပညာဘုဒ္ဓရစီယာအကြောင်းအရာတွေနဲ့စိတ်ဝင်စားဖွယ်ရာသတင်းအချက်အလက်တွေကိုဖတ်ပြပေးမယ် audio ပိုင်းကွီးစော်ပါ